ပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီအစီအစဉ်ကိုဒိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အနောက်မတုံးရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံသီးချတဲ့သတင်းဒိုဝဲမြို့နယ်အညာဖျားရွာကိုလင်းရင်နဲ့ပုံကျဲလို့အမျိုးသမီးတအုပ်ဒဏ်ရာရတဲ့အခြေအနေတနင်္လာရီက6နှစ်ပေါက်ရွာလေကြောင်းတက်ခိုက်ခံရလို့ PDF 3ဦးဒဏ်ရာရတဲ့အကြောင်းမြိတ်တဝဲခရီးသည်တင်ကားတွေပြေဆုံးမှုရှိသေးတဲ့အခြေအနေ ရာသီပေါ်ဆဒူရင်သည်လမ်းဘက်ဆက်သွယ်ရေးအခက်ခဲကြောင့်ဈေးကောင်းမရတဲ့အကြောင်းဆရတဲ့တင်းတွေကိုနားဆင်ရမှာပါရှင်။တင်းနေတဲ့မြို့နယ်အနောက်မော်တုံးရွာကိုစစ်ကောင်စီတပ်ကမတ်လ၂ရက်နေ့မှာဒရုန်းနဲ့ပုံသီးချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။နေ့လယ်၁၂နာရီကျော်မှာစစ်ကောင်စီရဲ့မော်တုံးရွာအခြေဆိုင်အမှတ်၃၆အမြောက်တပ်ရင်းကဒရုန်းပြန်တက်လာပြီးဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကျဲချတဲ့ဘုံတွေဟာအနောက်မတွုံးရွာစာတင်ကျောင်းသားမှာကြာရောက်ပောက်ကွဲခဲ့ပြီးစာတင်ဆောင်အချို့ထိခိုက်မှုရှိတယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်ချိန်မှာတိုက်ပွဲဖြစ်တာမရှိဘူးလို့ဒေသခံတွေကဆိုပါတယ်။တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲတနင်္သာရီမြို့နယ်အနောက်မော်တုံရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံချတိုက်ခိုက်တာတွေမကြာခဏပြုလုပ်လို့ရှိပြီးလူထိခိုက်ဒေဆုံးတာတွေလည်းရှိခဲ့ပါဗျာ။ ဒွေမြို့နယ်အညာဖျားရွာကိုတိုက်ပွဲမဖြစ်ဘဲစစ်ကောင်စီတပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အရတားအမျိုးသမီးတဦးဒဏ်ရာရသွားပါတယ်။မေလ၄ရက်နေ့နေ့လယ်၁၂နာရီလောက်မှာလေကျောင်းကနေအညာဖျားရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်တပ်နဲ့ပါပစ်ခတ်လို့အသက်၄၀ကျော်အရွယ်ဒေါ်တန်းအေးဘုံစာထိမှန်ပြီးလက်တစ်ဖက်ပြတ်သွားတယ်လို့ဒွေအရှိတော်အခြေဆိုင်စစ်ရေးတည်င်းအရင်မြစ်တဦးကပြောပါတယ်။ ခမ်းမြမတီခီနေဆန်နာကထိထစကန်သိမ်းခံရပြီးတဲ့နောက်ဒဝဲအရှိတော်ဒေတာကိုစစ်ကောင်စီကဧပြီလ26ရက်နေ့ကစပြီးအင်အား200ကျော်နဲ့စစ်ကြောင်းထိုးနေတာပါဒါအပြင်လေကြောင်းတိုက်ခိုက်မှုနဲ့နှစ်ဖက်တိုက်ပွဲကြောင့်အညာဖျားကျေးရွာအုပ်စုအပါအဝင်ကျေးရွာ30ကျော်ကဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထိုင်းမြန်မာနယ်စပ်လမ်းပိုင်းမှာရှိတဲ့6နှစ်ပေါက်ရွာမှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်3ဦးထဏ်ရာရသွားပါတယ်။မေလ3ရက်နေ့မွန်းလွဲ2နာရီလောက်က6နှစ်ပေါက်ရွာမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့တဲ့အပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်3ဦးထဏ်ရာရသွားတယ်လို့ဆိုပါတယ်။ ဒရုန်းနဲ့ဘုံချခြင်းထိခိုက်မှုမရှိဘဲလေကြောင်းကနေဘုံနှလုံးကျဲချခြင်းမှာတော့ဘုံအဆစင်လို့တပ်ဖွဲ့ဝင်၃ဦးတင်ရရသွားတယ်လို့ပြောပါရယ်။ထိုင်းမြို့မှာမောတောင်နယ်ဆက်လန်းက၆နှစ်ပေါက်ရွာမှာဧပြီလ29ရက်နေ့ကစပြီးဒကြောပြန်တိုက်ပွဲတွေပြန်ဖြစ်နေပါဗျ။ရက်တန်ကြပိမိပြီးဖြတ်တန်းခွင့်မရဖြစ်နေတဲ့မြိတ်တဝဲပြည်တော်စုကားလန်းပြန်သွားလာလို့ရနေပြီဆိုပြီးပြောရတွေရှိနေပေမဲ့ခီးသက်တင်ကားတွေပြေးဆွဲတာမရှိသေးဘူးလို့ကားဂိတ်တချို့စီကတီးရပါဗျာ။ မြေတဝဲလမ်းပိုင်းဒီနေ့ပြန်ဖွင့်ပြီလို့ Facebook Social Media ပေါ်မှာရေးသားနေကြတဲ့အတွက် မေလ9ရက်နေ့မွန်လတနေ့ဝန်းကျင်မှာမြေမျိုးနဲ့ဒဝဲမျိုးကခီးသက်တင်ကားဂိတ်၄ခုကိုဆက်သွယ်မေးမြန်းရမှာတော့မြေတဝဲခီးစဉ်ကိုမပြေးဆွဲသေးပဲအခြေအနေစောင့်ကြည့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်မြစ်တော်ရဲ့ကာလန်ဒီနေ့ပြန်ဖွင့်တယ်လို့ပြောဆိုတာရှိနေပေမဲ့လည်းအတိမပြုတ်နိုင်သေးတဲ့အတွက်ဒီနေ့ခီးသက်တင်ကမပြေးဆွဲသေးဘူးလို့ဒဝယ်မြို့မှာရှိတဲ့ကားဂိတ်တောင်ခံတို့ကပြောပါဗျာ တယ်ချောင်းမျိုးနယ်မှာစည်ရေးလှူရှားနေတဲ့ပြည်သူ့ကောက်ွယ်ရေးအဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတဦးကတော့မြိတ်တဝဲသွားကားလမ်းကိုစစ်ကောင်စီဘက်ကပိတ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။မြိတ်တဝဲပြည်တော်စုလမ်းမှာရှိတဲ့တရချောင်းမြို့နယ်ဝင်းဝရဲစခန်းတိုက်ခိုက်ခံရတဲ့ဧပြီလ16ရက်နေ့နောက်ပိုင်းမှာနှစ်ဖက်စစ်ရေးတင်းမာနေတဲ့အတွက်အဲ့ဒီလမ်းပိုင်းကိုဖြတ်တန်းသွားလာလို့မရတော့တာရပ်ပေါင်း20နီးပါးရှိလာပြီဖြစ်ပါတယ်။ ကားလမ်းကနေသွားလာလို့မရတဲ့အတွက်ခရီးသည်တွေဟာမြိတ်တဝဲခရီးစဉ်တစ်ခေါက်ကိုအများဆုံးကျပ်သုံးသိန်းအထိဈေးကြီးပေးပြီးရေလမ်းကနေ speed boat တွေနဲ့သွားလာနေကြရပါတယ်။မြိတ်တနင်္သာရီနဲ့ပုတ်ပြင်းမြို့နယ်တွေမှာဒူးရင်သီးဆပေါ်နေပြီဖြစ်ပေမဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဈေးကောင်းမရဖြစ်နေပါတယ်။တိုက်ပွဲကြောင့်ပြည်တော်စုလမ်းတစ်လျှောက်တည်ယူပို့ဆောင်ဖို့အဆင်မပြေတဲ့အတွက်ဈေးကောင်းမရတာလို့ဒွိယင်းတီရောင်းဝယ်သူတချို့ကဆိုပါတယ်။ မနစ်ကဒူးရင်တီအကြီးတလုံးကိုငွေကျပ်တသောင်းဝန်းကျင်ဈေးရပေမဲ့လည်းလက်ရှိမှာကျပ်9000ဝန်းကျင်ပဲပေါက်ဈေးရှိနေတာပါ။ဒါအပြင်ဒူးရင်တီအသေးတလုံးကိုမနစ်ကကျပ်6000ဝန်းကျင်ရှိတာကနေလက်ရှိမှာတော့ကျပ်2000ဝန်းကျင်ပဲဈေးရတော့တယ်လို့ဆိုပါတယ်။မုတ်တုံရတီမဝင်မီမိုးရွာနေတာကလည်းဒူးရင်ဆိုင်တောင်သူတွေအတွက်အခက်တွေ့စေတယ်လို့ဒူးရင်ဆိုင်ထားတဲ့တောင်သူတွေကပြောပါတယ်။ ကျွန်းစုတနင်္သာရီနဲ့ဗုတ်ပြင်းဒေသထွက်ဒူးရင်သည့်အများစုကိုမြေမြို့နယ်ကိုအဓိကတင်ဖို့ရောင်းချကြပါတယ်။အဲဒီမြို့နယ်တွေအပြင်တနင်္သာရီတိုင်းထက်ကမြို့နယ်အလုံးနီးပါးမှာဒေသမျိုးရင်းဒူးရင်ပင်တွေစိုက်ပျိုးထားပြီးဒေသတချို့မှာ ထိုင်းနိုင်ငံကမျိုးရိုးဗီဇပြုပြင်ထားတဲ့ဒူးရင်ပင်တွေစိုက်ပျိုးထားကြပါတယ်။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dove Wash Wine ဒေါ်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။